ာသူရှင်ယူဆွဲဝါရီတအုပ်ဖြစ်တဲ့ပထမဆုံးဂျပန်မျိုးသမီးဝင်ကြီးချုပ်တဲ့ဆာနာအဲတာကိုင်ချီဟာတာဝန်ဆယူပြီးတပတ် အကြာမှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အင်ကာနီကတူတူမျိုးမှာတွေ့ဆုံခဲ့ပါတယ်။စမတ်ဖုန်းတွေကနေတိုက်လေရင်တွေအထိကျေပြန်းတဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာအလွန်အရေးကြီးတဲ့မြေရှားတပ်ထုတွေအခိုင်အမာရရှိရေးမူပေါင်းသဘောတူညီချက်တခုကိုနှစ်နိုင်ငံကောင်းဆောင်တွေလက်မှတ်ရေးထိုးခဲ့ကြတယ်လို့အင်ဖြူရော့ကထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံကအလွန်မြင့်တဲ့ကုန်သွယ်ခွန်တသက်ခွင့်ရရှိရေးအပြန်အလှန်အနေနဲ့ဂျပန်နိုင်ငံရဲ့အမေရိကန်ဒေါ်လာဘီလီယံ950ရင်းနှီးမြှုပ်နှံမှုဂရိကဝတ်ကိုတမရထရန်ရရှိထားပြီးဖြစ်ပါတယ်။ဝင်ကြီးချုပ်တာကိုင်ချီကဂျပန်နိုင်ငံလုံခြုံရေးကုတာဝန်ကိုပို့ယူဖို့အမေရိကန်ရဲ့တောင်းဆိုမှုကိုကြိုတင်တုံ့ပြန်တဲ့အနေနဲ့ဂျပန်ကာကွယ်ရေးတုံးစစ်ကို GDP ရဲ့ညရာခိုင်နှုန်းထိတိုးမြှင့်မယ်လို့ကတိပြုထားပါတယ်။ခေါင်းဆောင်နှစ်ဦးရဲ့ထိတ်တိုက်ဆွေးနွေးမှုအတွင်နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ခိုင်မာရေးမျှော်မှန်းချက်ကို ဝင်ကြီးချုပ်တာကိုင်းချီထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ Through these efforts together with you Mr. President တမရာဂျီနဲ့အတူဒီဂျိုးပန်းမှုတွေကနေတဆင်ဂျပန်အမေရိကန်မဟာမိတ်ဆက်ဆံရေးရွှေရောင်ခေတ်ကိုကျမအကောင့်ထဲပေါ်ကျင်ပါတယ်။အဲဒီမှာဂျပန်နိုင်ငံရောအမေရိကန်ပြည်ထောင်စုပါနှစ်နိုင်ငံစလုံးပုံမအင်အားတောက်တင်ပြီးပုံမတာယာဝပြောလာမှာဖြစ်ပါတယ်လို့ဝင်ကြီးချုပ်ဆာနာအဲတာကိုင်ချီကပြောဆိုခဲ့တာပါ။ဝင်ကြီးချုပ်တာကိုင်ချီဟာတမရာထရန့်ရဲ့ပထမတက်တန်းတုန်းကတမရာနဲ့အလွန်ရင်းနှီးပြီး နိုင်ပေါင်းများစွာခေါအတူရိုက်ခဲ့သူလောက်ကျန်ခံခဲ့ရတဲ့ဂျပန်ဝင်ကြီးချုပ်ရှင်ဆိုအာဘေရဲ့ရင်းနှီးတဲ့မဟာမိတ်တဦးဖြစ်ပါတယ်။ရှင်ဆိုအာဘေရဲ့ခေါက်တန်တစ်ချောင်းနဲ့အခြားလက်ဆောင်ပစ္စည်းတွေကိုတမရထွန့်ကိုဝင်ကြီးချုပ်တာကိုင်ကြီးကပေးအပ်ခဲ့တာကိုလည်းတမရထွန့်ရဲ့လက်ထောက်တဦးက X လူမှုကွန်ရက်မှာတင်ခဲ့တဲ့တပ်ပုံတွေရသိရပါတယ်။ He spoke so well of you. ကျွန်တော်မတွေ့ဆုံခင်အစောကြီးကလေးကအဘေးကခမည်းရဲ့အကြောင်းအများကြီးပြောခဲ့တာပါ။အဲဒါကြောင့်ခမည်းအခုဝင်ကြီးချုပ်ဖြစ်လာတာကို ကျွန်တော်မအံ့ဩပါဘူး။သူသာတိကျရင်အရန်ဝမ်းတာမှာပါလို့တမရထွန်းကပြောဆိုပါတယ်။လွန်ခဲ့တဲ့ချုပ်နှစ်ကဝင်ကြီးချုပ်ရှင်ဆိုအာပေကတမရထွန်းကိုတစ်ဆုံခဲ့တဲ့သူ့ကြုံမျိုးတော်ကအာကာစာကာနန်းတော်မှာပဲဝင်ကြီးချုပ်တာကိုင်ချီနဲ့တမရထွန်းတို့တစ်ဆုံခဲ့ကြပါတယ်။အမေရိကန်တမရရဲ့ဒီအာရှခီးစင်ဟာသူ့ဇန်နဝါရီလကစတင်တာဝန်ယူပြီးနောက်ပိုင်းအရှိကြဆုံးနိုင်ငံခြားခီးစင်ဖြစ်ပါတယ်။အရှိတောင်အာရှနိုင်ငံတွေနဲ့သဘောတူညီချက်အများပြားကိုကြေညာခဲ့ပြီး ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားအပြစ်ခတ်ရစေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲကိုလည်းကြီးကြပ်ခဲ့ပါတယ်။ကြာသာပတိုင်းညကျရင်တောင်ကိုရီးယားနိုင်ငံမှာတရုတ်တမရရှိချင်းဖြစ်နေထိပ်သီးဆွေးနွေးပွဲအပြီးသူ့ရဲ့ခီးစဉ်ကိုအဆုံးသတ်လိုက်မယ်လို့မျှော်လင့်ရပါတယ်ရှင်။ တရုတ်ကသူ့ရဲ့မြေရှားတပ်ထုတင်ပို့မှုတင်းကျပ်လိုက်ပြီးတဲ့နောက်မှာအမေရိကန်ပြည်ထောင်စုဟာကုန်သွယ်ရေးမငြိမ်းချမ်းမှုတွေကိုတပ်တာဖို့နဲ့ထောက်ပံ့ရေးကွင်းဆက်တွေပုံမှန်ရရှိဖို့ရည်ရွယ်ချက်နဲ့တင်းနှင်းတွေနေကရှေ့တောင်အာရှနိုင်ငံ၄နိုင်ငံနဲ့ကုန်သွယ်ရေးနဲ့အရေးပါတဲ့တပ်ထုတွေအတွက်သဘောတူညီချက်တွေကိုဇက်တိုက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ကွာလာလမ်ပူမြို့တော်မှာအာဆီယံထိပ်သီးစည်းဝေးလာတက်တဲ့သမ္မတဒေါ်နယ်ထရန့်ဟာမလေးရှားကမ္ဘောဒီးယားနိုင်ငံတို့နဲ့ အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်တွေပြီးတော့ထိုင်းနိုင်ငံနဲ့လည်းကုန်သွယ်ကုန်နဲ့ကုန်သွယ်ကုန်မဟုတ်တဲ့တခြားစီးပွားရေးကိစ္စတွေမှာအဟံတားတွေကိုဖယ်ရှားဖို့ဘူပေါင်းသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီသဘောတူညီချက်တွေအရအမေရိကန်ပြည်တော်စုဟာဒီသုံးနိုင်ငံကတင်ပို့ကုန်တွေပေါ်မှာကုန်သွယ်ကုန်16ရာခိုင်နှုန်းကိုဆက်လက်ထားရှိမှာဖြစ်ပေမယ့်တချို့ကုန်ပစ္စည်းတွေမှာတော့ကုန်သွယ်ကုန်လုံးဝကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။ လောလောဆယ်အမေရိကန်ဆိုရရဲ့ကုန်သွယ်ကွန်20ရာခိုင်နှုန်းချမှတ်ခံထားရတဲ့ဗီယက်နမ်နိုင်ငံနဲ့လည်းအလားတူသဘောတူညီချက်တစ်ခုကိုကျင်းပခဲ့ပါတယ်။တမရထရန့်ကမလေးရှားနဲ့ထိုင်းနိုင်ငံတို့နဲ့အရေးကြီးတဲ့တပ်တူများနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှုတွန်းမြင့်မဲ့ တီးခြားသဘောတူညီချက်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။မကြာသေးခင်က Rider သတင်းဌာနရဲ့ဖော်ပြချက်တစ်ခုမှာတရုတ်နိုင်ငံကမလေးရှားမှာမြေရှားတပ်ထုတန်းစင်ဆက်ယုံတစ်ခုတည်ဆောက်ဖို့ဆွေးနွေးနေပြီးမလေးရှားအစိုးရယင်းနှိမ့်နှံ့မှုရမုံငွေကလည်းတရုတ်ကုမ္ပဏီတစ်ခုနဲ့ဖက်ဆက်လုံဆောင်မယ်လို့ပြောလင်းရတယ်လို့ဖော်ပြပါတယ်။ အမေရိကန်နဲ့ပူးတွဲကြညာချက်မှာမလေးရှားကအမေရိကန်ကိုဒီအရေးပါတဲ့တပ်ထုတွေဒါမှမဟုတ်မြေရှားတပ်ထုတင်ပို့မှုကိုပိတ်ပင်တာဒါမှမဟုတ်ခွဲတန်းချတာမျိုးမလုပ်ဘူးလို့ခရီးပြုခဲ့ပေမဲ့ကုံချမ်းလားကုံကျော်လားဒါမှမဟုတ်နှမျိုးစလုံးနဲ့အကျုံးဝင်သလားဆိုတာကတော့မရှင်းလင်းသေးပါဘူးတရုတ်ဟာမြေရှားတပ်ထုအဓိကထုတ်လုပ်သူနိုင်ငံဖြစ်ပြီးတန့်စင်ရင်ဤပညာအပေါ်တင်းကျပ်ခဲ့တာကြောင့်တကမ္ဘာလုံးကထုတ်လုပ်သူတွေဟာတင်းမော်တွေ EV ကားတွေနဲ့ကာကွယ်ရေးစနစ်တွေမှာအဓိကကျတဲ့ မြေရှားတပ်ထုအတွက်အစားထုတ်ရင်းမြစ်တွေကို အသေးအတန်ရှာဖွေဖို့ဖြစ်လာပါလေ။မလေးရှားနိုင်ငံမှာမြေရှားတပ်ထုခမန်းကြီးတန်ချိန်18.8တန်းရှိပေမဲ့လက်ရှိမှာတော့သူ့ရဲ့တရားစာရတွေကိုကာကွယ်ထိန်းသိမ်းဖို့နဲ့သူ့ရဲ့အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာအထောက်အကူပြုဖို့အတွက်မြေရှားကုန်ကျန်းတင်ပို့မှုတွေကိုပိတ်ပင်ထားပါတယ်။ ဒီအမေရိကန်နဲ့အာဆီယံသဘောတူညီချက်တွေရဲ့တစိ့တစ်ပိုင်းအဖြစ်ဒီအရှိတောင်အာရှလေးနိုင်ငံနဲ့ကုန်သွယ်ရေးအဟန့်တားတွေကိုဖယ်ရှားပေးဖို့နဲ့အမေရိကန်ကွန်မြူနတီတွေကိုဦးစားပေးတင်သွင်းခွင့်ပေးဖို့ကတိပြုခဲ့ကြပါတယ်ခင်ဗျာ American စစ်သည်မော် USS Gravely ဟာ Trinidad နဲ့ Tobago နိုင်ငံရဲ့မြို့တော် Port of Spain စိတ်ကမ်းမှာစိုက်ကပ်ထားပါတယ်။ဒုံးကျည်တွေပြုတ်နိုင်တဲ့ဒီစစ်သည်မော်ဟာကျက်တပရင်းနေ့အထိအဲ့ဒီနိုင်ငံမှာပဲရှိနေမယ်လို့ American စစ်တပ်ကပြောပါတယ်။တချိန်ထဲမှာပဲ Trinidad နဲ့ Tobago နိုင်ငံသားတချို့ကတော့သူတို့နိုင်ငံနဲ့စစ်သည်မော်တွေဝင်ရောက်မှုကို American စံရုံးရှင်မှာစူဝေးဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ကာရေဘီယံအချုပ်အခြာအာဏာဟာရောင်းဖို့မဟုတ်ပါဘူး။ကာရေဘီယံဒေသခံတွေရဲ့တပ်တွေဟာဘေးအတွက်ထိခိုက်ဆုံးရှုံးဖို့မဟုတ်ပါဘူး။စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာအာဏာအတွက်လဲလှယ်စရာမဟုတ်ပါ။ဝါရှင်တန်ဆိုရကတော့စစ်သမောဘော်ကမရင်းတပ်ဖွဲ့တွေကဒီကျွန်းနိုင်ငံရဲ့စစ်တပ်နဲ့စစ်ရေးလက်ချင်းမှုတွေပြုလုပ်သွားဖို့လို့ပြောပါတယ်။ထရီနီဒက်နဲ့တိုဘာဂိုနိုင်ငံဟာဗန်နီဇွဲလားနိုင်ငံနဲ့10ကီလိုမီတာလောက်ပဲကွာဝေးတာကြောင့်ကာရကတ်ဆိုရကဒီလိုရက်ကိုပြင်းပြင်းထန်ထန်ရှုံချခဲ့ပါတယ်။ ကာရေဘီယံဒေသမှာစစ်ဖြစ်အောင်ရန်ဆောက်ဖို့ရည်ရွယ်ပြီး CIA နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ Trinidad နဲ့ Tobago နိုင်ငံရဲ့ရန်ဆောက်မှုကိုရှုံချပါတယ်။ American Tollen Agency စီကတိုက်ရိုက်သတင်းချက်လက်တွေနဲ့ကြေးစားစစ်သားတစုကိုဖမ်းဆီးရမိထားပါတယ်လို့ Venezuela ဆိုရကဆိုပါတယ်။ဒါဟာကာရေဘီယံဒေသကိုဆီလွတ်လိုက်တဲ့ဒုတိယမြောက် American စစ်သင်္ဘောဖြစ်ပါတယ်။တောက်ချာနေကကမ္ဘာအကြီးဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ USS Gerald R. Ford ကိုကာရေဘီယံရေပြင်စီကိုပယ်နကွန်စစ်ဌာနချုပ်ကတာဝန်ပေးဆီလွတ်ခဲ့ပါတယ်။ ်အမေရိကန်ဆိုရဟာပြီးခဲ့တဲ့စက်တင်ဘာလကစပြီးမူရစ်ဆေးဝါးတွေမှောက်ခိုတည်တယ်ဆိုတဲ့အခိုင်အမာဆွဆွချက်တွေနဲ့အ ਨੇ စုံ၄၀စင်းကိုပင်လယ်ထဲမှာဖောက်ခွဲခဲ့ပြီးလူဒါဇင်ကျော်သေဆုံးခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့ဒီတိုက်ခိုက်မှုတွေဟာအမေရိကန်နိုင်ငံထဲကိုမူရစ်ဆေးဝါးတွေမဝင်နိုင်အောင်တားဆီးနေတယ်လို့ပြောကြားပြီးဗနီဇွဲလာသမ္မတနီကိုလတ်စ်မာဒူရိုကတော့ဒါရီဟာသူ့ကိုဖြုတ်ချဖို့ကြိုးပမ်းမှုတစ်ခုဖြစ်ရှုံချပါလိမ့်ခင်ဗျာ။ ထန်နေဟာရီကိန်းမုန်တိုင်းမယ်လီဆာကိုမုန်တိုင်းဗဟိုချက်ကိုရိုက်ကူးထားတဲ့ရုပ်သံဟာစိတ်ဝင်စားမှုကို အကြီးအကျယ်ရရှိနေပါတယ်။ဒီစူပါမုန်တိုင်းကြီးဟာဂျမေကာနဲ့ကျူဘားနိုင်ငံတွေကိုအရှိန်ဟုန်နဲ့ဥတီလာနေပြီးဂျမေကာအာဏာပိုင်တွေကတော့ရည်ကြီးရည်ရှမ်းမှုတွေမဖြစ်အောင်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေကြပါတယ်။ရင်းနှုတ်မြောင်းတွေတန်ရှင်းလုပ်ငန်းတွေနဲ့ပတ်သက်တဲ့နောက်ဆုံးပြင်ဆင်မှုတွေလှုပ်ဆောင်နေကြပါတယ်။အခုလိုရည်ကြီးမှုတန်ကိုအမြဲတမ်းခံနေရတဲ့ရွက်ရွာအများပြားတို့ရည်အရင်းမြစ်ဖြစ်တဲ့ပိုင်မြေလို့ခေါ်တဲ့မြင့်ငယ်တစ်ခုကိုလည်း တန့်ရှင်းလုပ်နေပါတယ်လို့တာဝန်ရှိသူတို့ကပြောပါတယ်။တန်းကျင်သူတွေကတော့ဟာရီကိန်းမုန်တိုင်းမယ်လီဆာဟာရေပြိုမှုတွေဖြစ်စေနိုင်ပြီးလေပြင်းတွေကြောင့်လျှက်စစ်မီးနဲ့ဆက်သွယ်ရေးတွေလည်းပြတ်တောက်နိုင်ကြောင်းသတိပေးထားပါတယ်။ဒီမုန်တိုင်းရဲ့ရေရှားနှုန်းနှေးကွေခြင်းကပိုပြီးအန္တရာယ်ရှိနိုင်ပါတယ်။တခြားဟာရီကိန်းမုန်တိုင်းတွေထက်ပြင်းထန်တဲ့မုန်တိုင်းတန်ကိုကြကြခန်းစားနိုင်ပွဲရှိတာကြောင့်ဖြစ်ပါတယ်။ဂျမေကာအနာပိုင်းတွေဟာအန္တရာယ်ရှိတဲ့နေရာတွေကနေထွက်ခွာပြီး ပြောင်းရွှေ့ခေလုံရင်းညွန်ကြားချက်တွေကိုလိုက်နာကြဖို့ဒေတာခံတွေကိုတိုက်တွန်းထားပါတယ်။နိုင်ငံတွင်းမှာခေလုံရင်းစခန်းပေါင်း900နီးပါးရှိပေမယ့်တချို့ဒေတာခံတွေကတော့သူတို့ရဲ့အိမ်တွေကိုစွန့်ခွာဖို့ညှင်းဆုံနေကြပါတယ်။ဟုတ်ပါတယ်။သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့နေရတာကိုပိုနှစ်သက်တဲ့လူတွေရှိပါတယ်။သူတို့အတွက်အကောင်းဆုံးဖြစ်ပါစေလို့ပဲဆုတောင်းပေးရမှာပါလို့ဒေတာခံတူကပြောပါတယ်။ကျူပါဆူရအရာရှိတွေကလည်းမုံတိုင်းလမ်းကြောင်းပေါ်ကလူဦးရေ6သိန်းကျော်ကို ဘေးလူရကိုပြောင်းရွှေ့ဖို့စီစဉ်နေပြီး left to nest မျိုးကခိုလုံရေးစခန်းတွေစီပို့ဆောင်ပေးနေပါတယ်။ဒီနေရာမှာလူ260ကိုနေရာချထားပေးနိုင်ပါတယ်။ဒါပေမဲ့ကျမတို့မှာလူတွေအတွက်နေရာပိုရှိပါသေးတယ်။ဘေးလူရကိုပြောင်းရွှေ့ရမယ့်သူတိုင်းအတွက်ကျမတို့ရဲ့တကားတွေကအမြဲပွင့်နေမှာပါလို့အဆိုပါခိုလုံရစခန်းတာဝန်ရှိသူတို့ကရှင်းပြပါတယ်။ Hurricane မုန်တိုင်း Melissa ဟာဂျမေကာကိုအရင်ဆုံးတိုက်ခတ်မယ်လို့ခန့်မှန်းထားပြီး အဲ့ဒီနောက်ဂျူဘာနိုင်ငံနောက်ပိုင်းမှာတော့ဘာဟားမားနဲ့တက်ခ်နဲ့ကိုင်းကုစ်ဂျိုနီကိုပါ ရောက်ရှိလိမ့်မယ်လို့ခန့်မှန်းထားပါတယ်ရှင်။ င့်အာဆီယံတို့အစစ်မြစ်လှုပ်လှက်သောကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကိုအင်္ဂါနေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။အဖွဲ့ဝင်၁၇နိုင်ငံပါဝင်တဲ့အာဆီယံဒေသတွေဟာတရုတ်နိုင်ငံရဲ့အရေးကြီးဆုံးကုန်သွယ်ဘက်ရပ်ဝန်းဖြစ်ပြီးပြီးခဲ့တဲ့နှစ်ကနှစ်ဖက်ကုန်သွယ်ရေးအမေရိကန်ဒေါ်လာ887ဘီလီယံရှိခဲ့ပါတယ်။တရုတ်အစိုးရဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ချမှတ်ထားတဲ့တရုတ်သွင်းကုန်ခုံမြင့်မားမှုကိုတံပြန်ဖို့အတွက်အာဆီယံနဲ့ဆက်ဆံရေးပိုခိုင်းမအောင်ကြိုးပမ်းနေတာဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့တော်မှာတရုတ်ဝင်ကြီးချုပ်လီချန်ကတပတ်သက်ကာကွယ်ရေးဝါဒကိုရှောင်ရှားဖို့အရေးကြီးပုံကိုသူ့ရဲ့မိကုံမှာအလေးထားပြောကြားခဲ့ပါတယ်။တန်ပြန်主義保護主義တပတ်သက်ကာကွယ်ရေးဝါဒတွေကနိုင်ငံတကာစီးပွားရေးနဲ့ကုန်သွယ်ရေးကိုအပြင်းထန်ထိခိုက်ပါတယ်။ဒီဒီတော့ကိုအပြင်အင်အားစုတွေဟာဆက်လက်ဝင်ရောက်ဆွတ်ဖက်နေပြီးနိုင်ငံအများပြားဟာကုန်သွယ်ခွန်မတရားချမှတ်ခံနေကြပါဗျ။အခုဆိုရင်ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟာအင်အားကြီးနိုင်ငံတွေရဲ့နိုင်ငံရေးနဲ့စီးပွားရေးအနိုင်ကျင့်ခံနေရပြီး ပိုကြီးမားတဲ့စိန်ခေါ်မှုတွေအန်ဒီယရီနဲ့လည်းရင်ဆိုင်နေရပါတယ်။စီလုံးညီညွတ်မှုအစားသဘောထားကွဲပြားရင်ဘာအကျိုးမှမရှိပါဘူး။အဲ့ဒါဟာပြင်ပအင်အားစုတွေကိုဝင်ရောက်ခွဲခြားအုပ်ချုပ်ခွင့်ပေးတယ်လို့ဖြစ်နေပါတယ်လို့တရုတ်ဝန်ကြီးချုပ်လီချန်ကပြောဆိုပါတယ်။တရုတ်အစိုးရကုတန်ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့အာဆီယံတို့သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့တဲ့အစဉ်မြင်လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်ထဲမှာ digital နည်းပညာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီးပွားရေးနဲ့တခြားဆက်မှုလုပ်ငန်းအသစ်ကဏ္ဍတွေပါဝင်တယ်လို့ဆိုပါတယ်။ ဒီအာဆီယံထိပ်သီးစည်းဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းသူ့ရဲ့အာရှခီးစဉ်အစပိုင်းတနင်္ဂနွေနေ့မှာတက်ရောက်ခဲ့ပါတယ်။အာဆီယံနဲ့တရုတ်တို့ရဲ့အစင်းမြင့်ကုန်သွယ်ဆွေးနွေးပွဲတွေဟာ2022ခုနှစ်နိုဝင်ဘာလမှာစတင်ခဲ့ပြီးသမ္မတထရန့်ပြင်းထန်တဲ့ကုန်သွယ်ခွန်တွေထမှတ်ခဲ့ပြီးပြီးခဲ့တဲ့မေလမှာပဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။တရုတ်အစိုးရဟာမြေရှားတပ်ထုနဲ့တခြားအရေးပါတဲ့တပ်ထုတွေတင်ပို့မှုကိုကန့်သတ်လိုက်ပြီးပြစ်တင်ဝေဖန်မှုတွေ ပြင်းထန်နေချိန်မှာသူ့ရဲ့ပွင့်လင်းတဲ့စီးပွားရေးစနစ်ဆိုတာကိုပုံဖော်လာတာပါ အမေရိကန်နဲ့တရုတ်တို့ကုန်သွယ်မှုပြည်လည်ရေးသဘောတူညီမှုကိုဒီစနစ်တနင်္ဂနွေရက်တွေမှာကောလာလမ်ပူမှာတက်တန်းဆက်တိုးခဲ့ကြပါတယ်ဒီတစ်ပတ်နောက်ပိုင်းဆိုမျိုးတော်မှာတမရထွန်းနဲ့တမရရှိချင်းပြင်းတို့တွေ့ဆုံတဲ့အခါကုန်သွယ်ရေးသဘောတူညီမှုတွေရဖို့နှစ်ဖက်အကြိတ်နဲ့ဆွေးနွေးညှိနှိုင်းနေကြပါတယ်ရှင်